ါအခုလိုလဲသောက်ပတ်ဝမ်းမလို့ထေဦးကဒီကရေကိုမေးချမ်းပင်မင်းတော့သူတော့အေးချသွားတယ်လို့တော့ဒီမှာသူအေးချသွားပြီညီမရင်တော့ပြင်းတတ်ပြီသူတမီးလေးတို့သူမသေးကမှလွယ်ကလေးတွေချော်သွားပြီးသေးတယ်ချော်သွားပြီးတဲ့သူကတမီးရဲတဲ့အဖေရဲတဲ့ကားရဲရဲလို့လွယ်သေးဝယ်ပြီးမဲတဲ့ဒါလေးတွေမလွယ်နဲ့တော့တဲ့ ညီမသိတဲ့အတိတ်တရားတစ်ခုကသူသမီးလေးတွေသူပညာသက်ဖြစ်စေခြင်းညီမအတတ်နိုင်ဆုံးလို့ညီမကြိုးစားမယ်လို့ပဲညီမဆုံးဖြတ်တာဒါလောက်အညီမတတ်နိုင်မယ်လို့တော့ထင်တာပဲကျမရဲ့ကြိုးစားကြပါလူရဲ့အားလုံးပုံမှာအာဘုရားပြင်မြင်မဲနဲ့ဟိုအပိကြပါဘောနော် ူကလည်းမင်းသားဖြစ်အိုင်ဒီကလည်းမင်းသားဖြစ်နေဟာကြည့်ပါလူရဲအောင်လေတခါတော့မင်းသားတကယ်ကြီးသားမှာရုံမချောတာလွယ်လို့အိုင်ဒီမိုင်းရတော့ဒီကောင်ကညံ့မှာမဟုတ်တူးတနေမရဘူးပုစုပစက်လောက်ရတယ်အဲ့လိုခံယူအောင်ရှိဘယ်လိုကြောင့်လဲဆိုတော့ကိုကြီးရဲ့ဟိုကဗာလဲ तू ကအဲ့အကောင်ညံ့နေပိုက်ကြတော့မိမားတွေစားကြနောက်ကြရလည်းဖြစ်ကြပါတော့ကြီးစဲနေနေညပတ်ကြတော့ तू ကအိတ်နေအိတ်နေနဲ့ तू ကဟိုအကျောတွေကတ်အကျောတွေကတ်ပြီးတတ်တာပဲသိလိုက် ဟင်းအတိုက်ကြားလို့ထားကြည့်လိုက်ဟင်းအတိုက်ကြားလို့ထားကြည့်လိုက်တဲ့အချိန်မှာသူကအကျော်တွေဒီလိုဒီလိုကိုလက်ကိုလိုကိုလိုဆုပ်ပြီးတော့ကိုပေါ့ကိုတက်ပြီးတော့ဒါအေးရသမီးငယ်တွေအကြီးမအငယ်အကြီးမတော့မရှိဘူးတော့အကြီးမတော့သူ့ရဲ့အလက်မရဲ့အငယ်မရဲ့ရှိတော့ဒီတက်နေနှိဟိုကုကရအကြီးကဲတွေမရှိတော့လေကိုတွေတားမိပဲလုံနေနေဘေးနားမှာသူတော်တော်ဖြစ်နေမှတီတော့မှအနာအတိလူကြီးတွေကိုခေါ်ပြီးတော့ဗောနော်လောက်ခိုင်းတော့သူကအဲ့အချိန်မှာတက် တက်နေတော့တအောက်လောက်ကျတော့ကိုသောညီကရောက်လာပြီးတော့ကိုကြီး30ကိုဖုံးဆက်ဖုံးဆက်ပြီးတော့ဖုံးဆက်ပြီးတော့ကိုကြီး30ရောက်လာတော့သေယုံတေးလိုက်သေယုံတေးလိုက်တော့သူကသေယုံရောက်တော့တတိမလဲလာတော့ဘောနော်အဲ့တိုင်းအဲ့လိုပဲကောက်ကနေဖြစ်သွားတာအိမ်မှာမကြမ်းမမှဖြစ်တာကြီးပဲလည်းမရှိဘူးမိမကောင်းနိုင်လည်းမရှိဘူးဘောနော်ခါတိုင်းကလည်းကိုကလည်းမိုးလီမိုးချုပ်လို့သွားနေတဲ့ခါကျတော့ သူယောဂဝေဒနာရှိလားမရှိလားသတိမထားမိလိုက်ဘူးဘာဖြစ်လို့မျက်စိရှိမှာတော့အကောင်းကြီးကြက်ကြက်မှမှသားမရဘူးငါလိုက်ပူပါညာရှိတယ်လေအိမ်မှာလည်းသူသားသမီးနဲ့စနောက်တောက်စားသူလည်းတောက်စားနေနဲ့ကောင်းကောင်းမွန်မွန်အဲ့လိုဖြစ်သွားတော့ဒီလိုမျိုးပေါ့နော်ဟိုအတပါဝါလောက်လောက်ထိယောဂရှိနေမှမသိဘူးဟိုထင်လည်းမထင်ဘူးမွန်နော်ဟိုမယုံလည်းမယုံနိုင်သေးဘူးသိတယ်မလား းဆုံးသွားတယ်ဆိုပြီးမယုံနိုင်သေးဘူးပေါ့နော်။ဒီနေ့မှဘလို့ပြောရမှာလက်မခံနိုင်သေးဘူးဖြစ်နေ။အဲ့အဲ့လိုမျိုးဖြစ်နေပေါ့နော်။သူ့တော့ဘလို့ပြောရမှာငိုကြည့်နေတော့ငိုလို့မရဘူး။သူဆုံးသွားတယ်ဆိုတာမျိုးလက်မခံဖြစ်နေ။အဲ့အဲ့လိုမျိုးဖြစ်။တကယ်လို့ဒါသွားရတဲ့သူယောဂရှိပဲတီးလို့ရှင်တော့ကိုယ်တိုင်နေရောက်ကြစိတ်စမ်းတောင်ထားပြီးတော့ညီမအချိန်မီကုညီမတီးလိုက်တဲ့အချိန်မှာက

အဲ့အဲ့နေရကြတော့အဲ့နေရမှာလဲ तू ကအဖျားတွေကတန်နေစေးုံမှာအဖျားတွေကတက်လာအဖျားတွေတက်လာ तू ကမတက်တာရေပတ်တိုက်ရေပတ်တိုက်သူတော့ညီမတို့စေးုံမှာရေပတ်တွေပဲတိုက်တိုက်ပဲဒါပေမဲ့အပူတွေကတအားကြီးရာကုန်စေးုံယူတွေ့လိုက်တာ၃ရက်အဲ့ရာကုန်စေးုံကြီးရောက်တယ်၃ရက်မြောက်ကြမှာဆုံးပါသွားရာကုန်ကြီးစေးုံကြီးမှာလဲတရားမတွေအတက်လိုက်တော့မြကူညီရဒါပေမဲ့စေယုံကြီးရောက်တယ်စေယုံကြီးကလည်းပြောတယ်ကူနာအချင်းနေမကောင်းဘူးတဲ့စပြီးရောက်ကြတယ်ကပြောတယ် ြောပေမဲ့လေကိုရဲ့အိပ်ပြန်ခေါ်ဖို့ဆိုတာမျိုးမစေစားမိဘူးပေါ့နော်တတလူတတညာနောက်ဆုံးသိရင်တော့မှတတတတဆေးရုံမတေးရတယ်ဆိုပြီးတော့မြန်မာတို့သူကြိုးစားပြီးခုအမေဘလို့မှကောင်းလာဘူးဆရာဝန်ကမရှိတော့ဘူးလို့ပြောတယ်အဲ့ဒါဘယ်နှစ်ရက်ကြာလဲဆိုတော့ရာဂုသေးရုံမှ3ရက်ပေါင်း9ရက်ပဲပေါ့9ရက်တူမှဖြစ်သွားတယ် ရာဂုံစေးယုံကြီးရောက်တဲ့ခါကျရာဂုံစေးယုံကြီးကသူ့ကိုယောဂဆောက်ရှာပွေတာပေါ့တော့ယောဂရဲ့တခုတည်းမဟုတ်ဘူးသူရှာပွေလိုက်တဲ့ခါကျတော့အုံနောက်ထဲမှာသူကပထမရာဂုံစေးယုံကြီးရောက်ရောက်ချင်းနေမှာပြောတာကျတော့အုံနောက်ထဲမှာအကျိတ်ပေါက်တယ်တဲ့အကျိတ်တယ်နေတယ်တဲ့ဒုတိယနေ့မှာကျတော့သူကအဖျားကြီးကတက်ပြီးပဲတက်လာအကြမရှိဘူးဘလောက်ပဲရေချိုးတယ်လို့ရေပတ်ပဲတိုက်ချတိုက်ချသူကတက်ပြီးတက်လာတဲ့ခါကျဆရာဝန်ကြီးကတီဗီတီဗီစေးယုံကြီးမှာဟောပေါ့နော်ဖြေလွာကြီးလိုက်လိုက်ပြီးတော့စုံစမ်းတယ် စုံစမ်းပြီးတော့စစ်ဆေးတာပေါ့နော်စစ်ဆေးလဲသူကနောက်တနေ့ကျတော့အုံနောက်အမေးရောက်တယ်ဆိုပြီးတော့ပေါ်လာအုံနောက်အမေးရောက်နေနောက်ဆုံးသေမဲနေမှာကျတော့ပေါ့နော်အုံနောက်အမေးရောက်နေပြီးအုံနောက်ပိုးဝင်သွားတယ်လို့တော့ပြောတယ်အဆုတ်အဆုတ်လဲပေါ့နော်ပိုးဝင်သွားလို့ဘူနာအခြေအနေမကောင်းတော့ဘူးနော်ဒီညတော့မှမလွန်နိုင်တော့ဘူးလို့ဆရာဝန်ကြီးကပြောအဲ့လိုအဖျားလုံးဝမကြတာအဲဆေးရုံတင်နေရထရပေါ့နော်အဖျားမကြပဲနဲ့အဲ့တိုင်းပဲရေပက်တိုက်ခိုက်တိုက်ခိုက်တယ် တခုပြီးတခုယောဂါတွေရဆုံးလာ။ तू ကအုံနောက်အမေးရောင်တဲ့အပြိုဘေးလေးတွေမှာလေအကျိတ်အကျိတ်လေးတွေ့ရတယ်။အဲ့လိုမျိုးတော့တရားဝင်ကြီးကနားလေတက်ကြွတလောက်တော့ပြောပြတာပေါ့နော်။အတက်ကြီးရဲ့ဒီမှာဘာတွေပြောလဲဆိုတော့ तू ကသားမရအောင်အားပေးတာတော့ရှိတာပေါ့နော်။အပူပါနဲ့မိမရဲ့တဲ့ယောက်ျားကကြင်ရရပြီးတဲ့နောက်ယောက်ျားအိတ်ကားရိုက်ပါသွားပြီးမိမအေးချမ်းချမ်းနေရပြီးလို့ပြောတယ်။ဒါပေမဲ့အခုလိုမျိုးလို့ဖြစ်မယ်လို့တော့မထင်ဘူး။ ะกูรู้แลยตัวป้่ามันเทียวกแ่ก็ไ้กูไม่เอเจ้าไม่เหมือนกูรอเอเจ้าว่าเลยรู้แต่มากูเอเจ้าว่าไม่จะว่าอย่างนั้นไม่กินได้ปี่มันยามันนี่ไหนเนี่ยกูตุตตะบิตูกูเอจะจะอะไรแคลคิว မြမသိတဲ့အတိတရားတစ်ခုက तू တပီးလေးတွေ तू ပညာသက်ဖြစ်စေခြင်းမြမအတတ်နိုင်ဆုံးကမြမကြိုးစားမယ်လို့ပဲမြမဆုံးဖြတ်တာဒါတော့အဲ့မြမတတ်နိုင်မယ်လို့တော့ထင်တာပဲကိုမသိမကြည့်ရတော့ကိုကလေးတွေတော့ပြုစုပြုထောက်ပေးရမှာပေါ့အတတ်နိုင်ဆုံးမြမဒီလိုပဲတွေးတာသူတမီးလေးတို့သူမသိကမှလွယ်ကလေးတွေချော်ဝါးပေးသေးတယ် ဆိုဝါပြီတဲ့ तू ကတမိရဲတဲ့အဖေရဲတဲ့ကိုင်းရရင်တော့လွယ်သေးဝယ်ပြီးမဲတဲ့ဒါလေးတွေမလွယ်နဲ့တော့တဲ့ကြားမှာလည်းအစ်မပြေရင်များတော့ကလေးတွေရတယ်ဒုက္ခစီရဲရောက်ပြီးကြောက်ထွက်ကြတာကြီးလည်းရှိတော့လေ तू ကယင်ထဲမှာသူ့ယင်ထဲမှာအမြဲတမ်း तू သားသမီးတွေ तू နင့်နာငယ်ရလို့ဆိုပြီးတော့စိတ်မကောင်းတာမျိုးတွေလည်းခံစားနေရတာတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီမတိုက်ခင်မစိုးခင်မှာတော့၃၄၅ရက်မှာတော့ပြောတယ်အသေးုံမတက်ခင်၄၅ရက်လို့ပေါ့နော် အဲ့လိုရက်ဒီမှာတော့ပြောတယ်မိမရဲ့တဲ့ကလေးတွေကပုံမှာပဲတက်သောသောနေတော့ယောက်ျားအားငယ်တွေတဲ့မိမလည်းလှုပ်သွားလို့တော့ပြောတယ်ဟောယောက်ျားရဲ့မိမကလှုပ်သွားလို့တာပဲဘာအားငယ်စရာရှိရယောက်ျားဘာကြောက်မှမသိဘူးတဲ့အိမ်မှနေရတာအားငယ်တယ်ပေါ့တော့အများတိုင်းအိမ်ထဲမှာကြီးပဲတယောက်တည်းဖြစ်တဲ့ဖြစ်နေရလို့တော့ပြောတယ်ဒါပေမဲ့ तू ကအများတိုင်းသားမယောက်လဲဇလန်းစီပြီးရောသူတို့ကမရုပ်ရှင်သမားပြီးပြီးရဲဇလန်းစီပြီးစတဲ့တိုင်လည်းရှိတဲ့ခါကျတော့အများတိုင်းအဲ့ तू အားငယ်တဲ့အကြောင်းတော့တယောက်တည်းအားငယ်နေတဲ့အကြောင်းတော့ပြောတော့ အဖေတို့အဖေတို့တတ်ပါလားအဖေတို့တက်သွားနေပါလားလို့တော့ခဏခဏညီမကအဲ့လိုခဏခဏပြောတယ်အဲ့လိုပြောတော့ပြောတာပေါ့နော်ကျမတွေကယူဆကြပါလူကြီးနဲ့အားလုံးပုံမှာအာပြင်မမြင်မဲနဲ့ဟိုအပိကြပါဘောနော်ဘာပဲဖြစ်ဖြစ်မလာရှင်နဲ့ခုနကပါကျွန်တော်တို့ဟိုနည်းနည်းဆူတောင်းပေးပါဦးလို့ကျွန်တော်တို့အလုပ်တွေများဟန်ရအောင်ကုလူကျော်လေးကိုအားလုံးကျေးဇူးတင်ပါဗျာတော်တော်ကြီးတို့ရောဘောနော်ရင်းထဲမှာအားငယ်သွားတာလဲပါတယ်ဘောနော် အဲ့လိုအားငယ်တဲ့အပြည့်ဘောနော်သူချစ်ခဲ့တဲ့တကယ်ချင်းနေတဲ့ဒါဘလို့ပြောရမလဲသူချစ်ခဲ့တဲ့တကယ်ချင်းနေရလဲခုအပေါ်မှာညီမလေးတယောက်လိုချစ်တယ်လေအဲ့ဒီတွေအော်သူသူ့ကိုညီမဒီတိုင်းမှာတော့ညီမဘယ်လိုမှမခံစားဘူးကိုလို့ဒါပေမဲ့နေမခံစားဘူးဆိုတာဟိုလိုမျိုးပြောတာမဟုတ်ဘူးနော်အဲ့လိုကြီးစိတ်ထိခိုက်မှာမဟုတ်ဒါပေမဲ့လို့ပြောရမယ်သူတငယ်ချင်းတွေကအကုန်လုံးသူတို့အမိစာပြန်တဲ့ချိန်မှာတော့ဗောနော် လိုမပြောမြသူ့ကိုလည်းပို့ပြီးဆုံးရောက်သွားတယ်လို့ပြောတော့အကုန်လုံးဩသူ့တငယ်ချင်းတွေနဲ့ပါအကုန်လုံးနဲ့လို့ပြောရမယ်ခွဲထုတ်သွားတယ်လို့ပြောပေါ့နော်ခံစားရတဲ့အတွက်တော့နောက်ဆုံးအနေနဲ့တော့ပေါ့ဖုံးဆက်ပြီးတော့ဖုံးခေါ်လို့ရတဲ့သူဆိုရင်တော့ညီမခွေတောင်းကြည့်နောက်ဆုံးအနေနဲ့ရက်လေလေးတွေတော့ညီမတော့လေးကြက်ကြောက်မှုမယ်ရက်လေလေးမှာတော့သူ့တငယ်ချင်းတွေကိုစုံသေးခြင်းနဲ့စိတ်တစ်ခုနဲ့တော့ပေါ့နော် နောက်ဆုံးမှာတော့ဖုံးသက်ပြီးတော့ကိုကြီးတို့ရဲ့လာပေးကြပါလို့တော့ညီမတောင်းပန်ပြီးခေါ်ပေးတဲ့လူတွေတော့ရှိတာပေါ့နော်လာပါမယ်တဲ့ကိုကြီးဆိုလို့ပါညီမတိတလောက်ဖုံးနေနေတော့ပေါ့နော်ဆက်သွယ်ကြည့်ရမကင်တဲ့လူကတော့မကင်ဘူးပေါ့ကိုကြီးရဲ့အဲ့လိုအဲ့တော့နောက်ဆုံးနေနဲ့သူ့ကိုရန်တဲ့နေမှာလေအကုန်လုံးနဲ့ဆုံဆုံသေးကျင်တာပေါ့နော်နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ပေါ့အဲ့လိုမျိုးဆုံသေးကျင်တဲ့သူ့ကိုဒီမှာနောက်ဆုံးနေနဲ့ရက်လေဆိုတာမျိုးကမြေခွေးရရလေမြေခွေးရရဦးမယ်လीသူရှိနေမယ်ဆိုရင်ပေါ့ အဲ့လိုအဲ့လိုမျိုးစုပ်သေးနေတာတော့ရှိတာနောက်ဆုံးသူမသေးခင်သူကတက်ရှိတက်ရှိတဲ့ပြောခွေရခဲ့မယ်ဆိုဟိုကစတိုင်စတိုင်မှာတမိမှာအမရှိလို့ရှိရင်တမိနဲလိုက်ခွလို့နားလည်လိုက်ပါသူလိုပဲသူပြီးသူတော့ပါမြဲတိုင်းပေါ်တော့အမြဲတိုင်းမြဲတိုင်းတမိနဲ့လည်းဘဝဆက်တိုင်းဆက်တိုင်းမှာတမိနှုတ်လူမျိုးနဲ့လည်းသူမဆုံးပါနေတဲ့လို့ပဲတမိဆိုတောင်းပြီ။ဘာဖြစ်လို့အဲ့လိုဆိုတာလဲဆိုတော့သူ့ကိုတမိရဲ့တမိလူမိသားရဲ့ဒုက္ခတွေသူ့ကို မခံစားချင်ဘူးဘွားချက်လိုက်တဲ့နေ့မှာအေးချက်တော့ဘွားမှာပဲတမီသူ့ကိုနေရပါလို့ဤလိုပဲမြဲစုတောက်ပြီးပါတယ်